ရှလုံးအားလုံးပဲမင်္ဂလာပါကျောင်းဒီတလောမှာတတင်းကောင်းစင်နေမှာအမြဲတမ်းလိုလိုတွေ့မြင်နေရတဲ့ဒီကာစာဒေတာအကြောင်းကိုဒီမှာနေငယ်ပြန်ပြီးတော့ဆွေးနွေးသုံးသပ်သွားမှာပဲဖြစ်ပါတယ်ထရမ်ကနဲ့ကမကထာပြုပြီးတော့အချက်20ပါတဲ့ဒီကာစာကဟာမတ်စ်နဲ့အစ္စရေးကြားထဲမှာဒီအပြစ်ခတ်ရစေငြိမ်းချမ်းရေးသဘောတူညီမှုစာချုပ်ကိုချုပ်ဆိုပြီးတဲ့နောက်မှာအခုအချိန်နေထိတော့ နော်ထိလေရှလွေဖြစ်နေတဲ့အခြေအနေတော့ရှိနေသေးပါတယ်။ယင်တသိသိနဲ့ကျွန်တော်စောင့်မျှော်ကြည့်ရှုနေကြတာပဲဖြစ်တယ်။ပထမအဆင့်အနေနဲ့တော့အပြန်လန်းဂတိကိုပြုထားတဲ့အတိုင်းပေါ့။ဟိုဘက်ဒီဘက်ကနဲ့တစားကန်နေစဉ်းစားတွေကိုလဲလှယ်မှုကိုပြုလုပ်ခဲ့ပါတယ်။ဟာမတ်ဘက်ကတော့တချို့သူတို့ဖမ်းဆီးခေါ်ဆောင်သွားတဲ့ဒီတစားကန်တွေပေါ့နော်။ကုမြက်ခဲ့တဲ့တဲမှာတိတ်ဆုံးလွားတဲ့သူတွေရဲ့ရုပ်ကလပ်ကိုပြန်ပြီးတော့အားလုံးမပေးနိုင်သေးပါဘူး။ တို့အနေနဲ့လေရှာဖွေဖို့အတွက်အခက်အခဲရှိနေတယ်ဆိုမှဒါအကြောင်းပြချက်တွေပေးထားတာတွေ့ရပါတယ်အခုလက်တလောမှာတော့ဂါဇာမှာလူတွေပြန်ပြီးတော့မှ နေရပြန်လာကြပြီးဈေးတွေစီကားလာတယ်ပြီးတဲ့အခါမှာစားနပ်ရိက္ခာနဲ့ဈေးဝါးတွေဒါအကူအညီထောက်ပံ့ရေးတွေကတဟုန်ထိုးဝင်ရောက်ပြီးတော့မှဒါဖြန့်ချိပေးနေတာကိုတွေ့ရပါတယ်ဒါပေမဲ့ပြဿနာတစ်ခုကဟာမတ်စ်လက်နက်ကင်ဖွဲ့ကလည်းပဲသူတို့အဲ့ဒီဂါဇာဒေသမှာပြန်လည်ဝင်ရောက်လာပြီးတော့ လမ်းစုံလမ်းကွာဒီမှာပေါ့နော်ဒါမြို့မှာပြန်ပြီးတော့နေရာယူထိန်းချုပ်လာတာတွေ့ရတယ်အဲ့တော့လွန်ခဲ့တဲ့ရက်နေ့ကဆိုရင်တော့ဒီပါလက်စတိုင်းပြည်သူပါဝင်တချို့သူတို့ကိုစန့်ကျင်လို့စန့်ကျင်တယ်ဆိုတော့ဒီလက်နက်ကိုင်ဖွဲ့စည်းအပါဝင်ပေါ့နော်သူတို့ကိုစန့်ကျင်ဆန္ဒပြတဲ့ချို့ဒါမြို့လေကောင် အများပြည်သူရှေ့မှာကွန်မြတ်တက်ဖြတ်ခဲ့တာကိုကျွန်တော်တွေ့ရပါတယ်အဲ့ဒါကိုသမရဒေါ်နာထရန့်လည်းရှုံချပြီးတော့ပြောဆိုထားတာတွေ့ရတယ် သူ့ရဲ့ Twitter ပေါ်မှာရေးထားတာတော့ Hamas အနေနဲ့ P2 Gaza P2 တွေပေါ့နော်ကွန်မြတ်တာနဲ့ရက်တန်ရရက်ရက်ပုံတဲ့သူတောင်းဆိုထားတယ်တကယ်လို့သူတို့ဒီအပြုတ်မှုတွေကလည်းမရန်တက်ဘူးဆိုရင်တော့ငါတို့အနေနဲ့သူတို့ကိုပြန်ပြီးတော့လက်တော့ပြန်ရလိမ့်မယ်ဆိုပြီးတော့သူရေးထားတာတွေ့ရတယ်လောလောဆယ်အနေသားမှာတော့ Hamas ဘက်ကသူတို့ကြိုးကင်စရာအဲချက်ကင်ဖို့အတွက်ဘာမှမရှိတော့ပါဘူးပြောရမယ်ဆိုရင်တော့သူတို့အရင်တော့ဟာဒီဘန် ချုပ်ထားတဲ့တစားကံရောက်20လဲအလုံးလွတ်ပေးလိုက်ပြီဆိုတော့တကယ်လို့ပဏိပခတာပြန်ပြီးတော့ဖြစ်လာမယ်ဆိုရင်တော့ဒီဘက်ကအစ္စရေးနဲ့ဒါအမေရိကန်ရဲ့တောက်ပံ့ကူညီမှုအားဖြင့်ပေါ့ဒါရင်ကတည်းပို့ပြီးတော့စိုးဝါးစွာအကျိုးတရားမှုတွေရှိနိုင်ပါတယ်နောက်တစ်ချက်ကကြတော့ဒီဂျားထဲမှာအာမခံပေးထားတဲ့ဒီအာရဗ်နိုင်ငံတွေအများပြားရှိပါတယ်အဲ့ဒီမှာအီဂျစ်ကာတာတူရကီနောက်ပြီးတော့ဆော်ဒီကိုတိုင်းပေါ့ now pakistan လေးပါတယ် indonesia ဆိုတော့ဒီ arab နိုင်ငံအများပြားကနေဂျာမာအာမခံထားတာလည်းရှိလို့အထူးသဖြင့်တော့ဒီ israel နဲ့အာ hamas ဂျာတယ်မှာပဲမဟုတ်ဘူးဒီ american တပ္ပရကိုတိုင်ကသူကမကရာပြုပြီးတော့မှအာမခံထားတာဖြစ်တဲ့အတွက်ကြောင့်တမရတော်တို့ trunk ကတော့ဒါလုံးဝကိုဒါ play လုပ်မှာမဟုတ်ဘူးသူ့အနေနဲ့ကဒါ seriously ပေါ့တကယ်ကိုထိရောက်စွာသူကင်တွေသွားမယ်တပေါ်လေးရှိပါတယ် တော့လောလောဆယ်မှာတော့ဟာမတ်စ်အတွက်ကတော်တော်လေးအကျက်တွေ့သွားနိုင်ပါတယ်တကယ်လို့သူတို့မလိုက်လျောဘူးဆိုရင်အမေရိကန်ကအရင်ကတည်းကပြင်းထန်စွာရေးယူမဲ့အပြင်ကိုဒီအာရဗ်နိုင်ငံတချို့ကလည်းပဲဟာမတ်စ်ကောင်းဆောင်တွေကိုအကာအကွယ်ပေးချင်မှပေးတော့မယ့်သဘော ဖြစ်သွားနိုင်ပါတယ်အဲ့တော့လောလောဆယ်အနေအထားတိကျတော့သူတို့ရဲ့ထိတ်တိုင်းထိတ်ပိုင်းကောင်းဆောင်တွေအများပြားကိုခတ်ထားနိုင်ငံမှာနေတိုင်းခွင့်ခုံလုံးခွင့်နေပေးထားတာအဲရှိပါတယ် အဲ့တော့ဒီအာရဗ်နိုင်ငံတွေကလည်းတကယ်လို့ကာကွယ်ဆောင်ရှောက်မှုမပေးတော့ဘူးဆိုရင်တော့ဟာမတ်စစ်တပ်ကတော့တော်တော်လေးအကျနော်ရိုက်သွားမယ်အနေသားဖြစ်သွားနိုင်ပါတယ်အပြစ်ခတ်ရဲစေးရေးသဘောတူညီချက်စာချုပ်ကိုလက်မှတ်ရေးထိုးပြီးတဲ့နောက်မှာတော့မှဒီဟာမတ်စ်ဘက်ကလည်းတိုက်ခိုက်မှုတွေရှိခဲ့ပြီးတော့မှအစ္စရေးကလည်းပဲပြန်လည်ပြီးတုတ်ပြန်တဲ့အနေနဲ့လေကြောင်းလိုင်းရနဲ့ဒါပြန်ပြီးတော့မှတိုက်ခိုက်ခဲ့တာ ရှိပါတယ်ဥပမာ အော်တိုဘာလ16ရက်နေ့မှာ ဒီအစ္စရေးကနဲ့လေချောင်းရံကနဲ့ဒါတိုက်ခတ်ခဲ့တာရှိပါတယ်နောက်ပြီးတော့ဒီကြားထဲမှာပေါ့နော်လူသားချင်းစာနာသောက်တိုင်းမှုဆိုင်ရာအဝင်ရောက်ခွင့်ကိုဒီကယ်ဆယ်ရေးထရက်ကားတွေ600အထိပေါ့နော်ခွင့်ပြုထားပေမဲ့လည်းပဲအခုသူတို့ဒီဟာမတ်စ်ဘက်ကနဲ့သူတို့ပြောနေတာကအော်တိုဘားလာ30ကနဲ့16အတွင်းမှာဂါဇာဒေသမှာအစ္စရေးကနဲ့ဒီနေရာနဲ့မှာ36စင်းထရက်ကားတွေကိုပဲဝင်ခွင့်ပေးခဲ့တယ်ဆိုမှသူတို့ကနဲ့ ဒါရှုံချတာတွေ့ရတယ်လောလောဆယ်အထိတော့သဘောတူညီချက်ရဒီပထမအဆင့်အထိတော့ဒါနည်းနည်းအဆင်ပြေချောမောစွာနဲ့ပြီးဆုံးသွားပြီလို့ပြောလို့ရပါတယ်အဲဒီမှာပြစ်ခတ်ရဲစေရေးပြီးတဲ့အခါမှာထုထူးစစ်ကနဲ့စုတ်ခွာရေးပြီးရင်တစားကလဲလဲရေးအဲ့ဒါတွေကဒါလုံနေတာလုံနေစေဒါပေမဲ့ဟာမတ်စ်ဘက်ကနေတော့ဆွမ်းနာပြောလို့တိတ်ဆုံးသွားတဲ့သူတွေရဲ့ရုပ်ကလပ်ကိုအားလုံးပြန်လွှဲဖို့အတွက်သူတို့ မလုံဆောင်နိုင်သေးတဲ့အနေသားမှာရှိသေးတယ်ပေါ့နော်လွန်ခဲ့တဲ့ရက်က JD Vance က Israel ကိုရောက်လာတယ်ရောက်လာပြီးတော့အဲ့မှာသူခေါင်းဆောင်တွေနဲ့တွေ့ခဲ့တယ်ဒီသဘောတူညီမှုရဲ့ဒုတိယအဆင့်ကိုဘယ်လိုတွားမယ်ဆိုတဲ့နီးဗျူဟာတွေပေါ့နော်မဟာဗျူဟာကိုသူ accountant ပေါ်ပြီးတော့မှပြန်ပြီး follow up အနေနဲ့သူကြည့်ရှုခဲ့တာပေါ့နော်ဒါကိုပြန်ပြီးတော့ဖိအားပေးခဲ့တဲ့ဘောနဲ့သူတွားရောက်ခဲ့တာဖြစ်ပါတယ်အခုဒုတိယအဆင့်မှာ နောက်လှုပ်ဆောင်မဲ့အရာတွေကဘာလဲဆိုတော့ဂါဇာကမ်းမြောင်ဒေသအတွက်ရေရှိအုပ်ချုပ်စီမံရေးအစီအစဉ်တွေနောက်ပြီးတော့ပြန်လည်တည်ဆောက်ရေးပေါ့ဂါဇာရဲ့မြို့ရွာပြန်လည်တည်ဆောက်ရေးအစီအစဉ်ပြီးတဲ့အခါမှာအဲ့ဒီမှာအရေးအကြီးဆုံးတစ်ချက်ကဟာမတ်စ်ဒီလက်နက်ကင်ဖွဲ့စည်းကိုလက်နက်ဖြတ်သိမ်းရေးပေါ့အဲ့ဒါကအမတန်ကြီးကြီးပါတယ်ဟာမတ်စ်ကောင်းဆောင်တွေတော်များတော့သူတို့အနေနဲ့လုံးဝလက်နက်ဖြတ်သိမ်းမှုအတွက်ကိုညှင်းဆုံနေတဲ့သဘောအနေသားမှာရှိပါတယ်အဲ့ဒီလက်နက်ဖြုတ်သိမ်းရေးအစီအစဉ်ပြီးသွားပြီးတဲ့နောက်မှာ ဒါတော့ဖြစ်နိုင်ခြေပေါ့လုံးဝဖြစ်လာမယ်တော့မဟုတ်သေးဘူးပါလက်စတိုင်းနိုင်ငံအဖြစ်အတိမပြုတ်နိုင်ခြေအဆင့်ပြုတ်နိုင်ခြေအဆင့်မှာဆက်ပြီးတော့တွန်းနိုင်ပါတယ်ဒီနေရာမှာအစ္စရေးဘက်ကနဲ့အရေးအကြီးဆုံးအချက်တစ်ချက်ဖြစ်တဲ့ဒီလုံခြုံရေးဆိုင်ရာကိစ္စပေါ့နော်ဒီဂါဇာဒေသမှာ လက်နက်ကင်ဖွဲ့စည်းမရှိရဘူးအဲ့ဒီကလုံခြုံရေးကိစ္စအဝဝကိုအစ္စရေးဘက်ကနဲ့အဓိကထိန်းချုပ်ပြီးတော့မှဂိုင်တွေတွားမယ်ဆိုတော့ သဘောကိုသူတို့ကနေအအဓိကပြောနေတာဖြစ်ပါတယ်။ဒါပေမဲ့ဟာမတ်စ်အနေနဲ့လက်နက်ကိုလုံးဝဖြုတ်သိမ်းပြီးတော့တွားမယ်ဆိုရင်လုံခြုံရေးကိစ္စကိုဘယ်လိုပုံစံနဲ့တွားမယ်ဆိုတဲ့ဟာကချို့စိန်ခေါ်မှုတွေနည်းနည်းရှိပါတယ်။နောက်စိန်ခေါ်မှုတစ်ခုအကြတော့ပါလက်စတိုင်းပြည်သူတွေအနေနဲ့သူတို့လက်ခံနိုင်သောတရားမျှတတဲ့အုပ်ချုပ်ရေးစနစ်ဖွဲ့စည်းပုံတွေတေချာပြည်ပင်အောင်ပေါ်လာဖို့ပဲသူတို့ဒါမျှော်လင့်ပါတယ်။အခုလောလောဆယ်ထိတော့ပါလက်စတိုင်း ဒီဂါဇာဒေသမှာအုပ်ချုပ်ရေးလူဒန်းစားတရက်ကအားလုံးမဟုတ်ပေမဲ့တချို့လူတွေကဟာမတ်ကနဲ့လွှမ်းမိုးမှုရှိနေတဲ့ခေါင်းဆောင်တွေချို့ဖြစ်နေတယ်။ဟာမတ်ကိုပရိုဟာမတ်ပေါ့နော်။ထောက်ခံတဲ့ဖွဲ့တွေချို့ပါနေတယ်။အဲလိုလွှမ်းမိုးမှုရှိနေခြင်းပေါ်မှာအစ္စရေးကလည်းပဲဒါစိုးရင်ကြောင်းကြမှုတွေတချို့အာရှိပါတယ်ဂါဇာဒေသရဲ့အုပ်ချုပ်ရေးစနစ်ဘယ်လိုပုံစံပေါ်ပေါက်လာမလဲဆိုတာကတော့ဆက်လက်ပြီးတော့ကျွန်တော်စောင့်ကြည့်အောင်ပါပဲဖြစ်ပါတယ်အဲ့တော့တချို့အာရဗ်နိုင်ငံတွေကလည်း ဟိုမှာတူရကီတို့အင်ဒိုနီးရှားတို့အစအဲ့ဒီမှာငိမ့်ချိုင်းကိုကာကွယ်ထိမ့်သိမ့်မှုအတွက်သူတို့ရဲ့နိုင်ငံတော်အာဆက်သက်တွေကိုလာပြီးတော့မှကာကွယ်ဆောင်ရှောက်ဖို့အတွက်စီလွတ်ဖို့ ready အစင်တဲ့ရှိပါတယ်ဆိုမှသူတို့ကလည်းကန့်လန့်ထားတာလည်းရှိပါတယ်ဒါပေမဲ့အဲ့ဒီပေါ်မှာအစ္စရေးကလည်းလက်ခံလက်မခံဆိုရတော့ဒါပြောလို့မရဘူးပေါ့နော်ဒါနောက်နောက်ပိုင်းသူတို့အဲ့ဒီအစီအစဉ်တွေပေါ်မှာပြန်လည်ပြီးတော့မှဆုံးဖြတ်ချက်ချသွားမယ်ဆိုမှကျွန်တော်ယုံကြည်တယ်ပျက်စီးယိုယွင်းသွားတဲ့ဒီကာဇာကမ်းမြောင်ဒေသမြို့ပြကြီးတစ်ခုလုံး ပြန်လည်တီထောင်ရေးမှာပြန်လည်တီဆောက်ရေးမှာကြတော့အမေရိကန်ပါဝင်တချို့ဒီချမ်းသာတဲ့အရှိလေပိုင်းကအာရဗ်နိုင်ငံတွေအများပြားကနေဒါငွေကြေးအများ site to ပြီးတော့မှပြန်လည်တီဆောက်ရေးအတွက်တို့ကချိုးပန်းသွားမဲ့သဘောရှိပါတယ်အဲ့တော့အကြံဖြင်းဆောက်လို့ရေးအတွက်တို့ propose လုပ်ထားတဲ့ဒီမြေပုံပုံစံကိုတော့ဒါရှိနေပြီဖြစ်ပါတယ်အဲ့တော့ဒုတိယပိုင်းအနေနဲ့တမချမ်းသာရှူတောင်းကနေကျွန်တော်ဒီမှာပြောသွားမယ်အဲ့ဒါကဘာလဲဆိုတော့ ဒီဂါဇာနဲ့အစ္စရေးတို့ကခေတ်စ်အစ္စရေးသမိုင်းမှာမှရန်သူဖြစ်လာတာမဟုတ်ပါဘူးခေတ်စ်အစ္စရေးသမိုင်းဆိုတာကအခုဒီ1948အစ္စရေးနိုင်ငံပြန်လဲပေါ်ပေါက်လာပြီးတဲ့နောက်မှာပဲဒီပါလက်စတိုင်းနဲ့ပဏိပခတွေစတင်လာတာတော့မဟုတ်ပါဘူးဒါရှေးပဝေတနေကလေးကတမန်ကျမ်းစာကိုကျောင်းလိုက်ပြီးတော့မှကြည့်မယ်ဆိုရင်ဟိုးခါနန်ပီကို တိမ့်ပိုက်ကတဲ့ကနဲ့ဒီပါလက်စတိုင်းနဲ့အစ္စရေးကသမိုင်းကြောင်းရမဟာယန္တူကြီးဖြစ်ခဲ့ပါတယ် ဒါကြောင့်တမရဒေါ်နယ်ထရန့်ကဒီငိမ့်ချင်းစာချုပ်ကိုအီဂျစ်နိုင်ငံမှာသူနိုင်ငံကောင်းဆောင်နေအများပြားရှိမှာသူလက်မှတ်ရေးထိုးတဲ့နေမှာပေါ့နော်သူပါတစ်ချက်ပြောရလဲဆိုတော့နှစ်ပေါင်း3000တမိုင်းချောင်းရှိတဲ့ဒီပဏိပခကိုတဲ့ဒီနေ့ပြည်လဲဖို့အတွက်ငိမ့်ချင်းရဖို့အတွက်ကျွန်တော်လက်မှတ်ရေးထိုးတယ်ပေါ့နှစ်ပေါင်း3000ပြဿနာပေါ့ပြောမယ်ဆိုရင်အဲ့တော့နှစ်ပေါင်း3000ပြဿနာသူဘာလို့ပြောလဲဆိုတော့ဆရာပြောလို့ဒီရဲ့ပြဿနာကတမန်ချန်းစာကိုကြည့်မယ်ဆိုရင်တော့ BC 1406ကနေစပြုတယ်ဆိုတော့တကယ်တော့နှစ်ပေါင်း3000တော့မကပါဘူးနှစ်ပေါင်း3400ဝန်းကျင်လောက်ဒီပြဿနာရှိခဲ့တာအဲ့တော့တမန်တော်ဒေါ်နယ်ထရန့်ပြောထားတာကတကယ်ကို prophetic lesson ပါတယ်ဟိုးတမိုင်းကြောင်းရနှစ်ပေါင်း3000ကြော်ကြော်ကလေးကနေပဏိပခါဖြစ်လာတဲ့ဒီပြဿနာအခုထိမပြေလည်ဘူးအခုထိငြိမ်းချမ်းမရနိုင်ဘူးအဲ့တော့ထောက်ရငြိမ်းချမ်းဆိုတာကတော့လုံးဝအမှားခံချက်မရှိပါဘူးအခုတော့မှငြိမ်းချမ်းလက်မထိုးပြီးတော့မှတလာတော့မပြည့်သေးဘူး ဟိုမှာအပြန်အလှန်တိုက်ခိုက်မှုတွေရှိတယ်။ဒါစာချုပ်ချိုးဖောက်မှုတွေပေါ့ပြောမယ်ဆိုရင်ရှိနေပါတယ်။အပြန်အလှန်ပြန်ပြီးတော့မှဒါပဏိပခတွေကပြန်ပြီးအသက်ဝင်လာတဲ့ပုံစံဖြစ်နေ။အခုတော့မှယင်သမမနဲ့ကျွန်တော်နိုင်ငံကောင်းဆောင်အများပြားကဒါစောင့်ကြည့်နေရတဲ့အနေအထားမှာရှိနေတယ်။အဲ့တော့ဒီပြဿနာကအခုမှဆလာတယ်မဟုတ်ဘူး။လူအများသိတာကအစ္စရေးနိုင်ငံထောက်ခွဲ48မှာစပေါ်လာတယ်။အဲ့တော့တချို့ကဆိုရင်ဒီလိုပြောတယ်အစ္စရေးနိုင်ငံကသူများနယ်မြေကိုလူယူပြီးတော့မှနိုင်ငံ နိုင်ငံတခုအာဖန်တီးလာတယ်အဲ့ဒါကြောင့်မို့ပြဿနာကစတာမဟုတ်ပါဘူးအဲ့တော့လွန်ခဲ့တဲ့နှစ်ပေါင်း3000ကျော်ကလေးကနဲ့တမိုင်းကြောင့်ရတမာကျန်းစာထဲမှာလည်းပေါ်ပြထားတယ်အစ္စရေးလူမျိုးကိုဘုရားက the promise land ဆိုတဲ့ဂတိတော်ပေးတဲ့ပြီးမှာသူတို့စဝင်တဲ့အခါမှာဝင်ဝင်ချင်းပဲအဲ့ဒီမှာစပြီးတော့သူတို့တိုက်ခိုက်ချိန်မုံရတဲ့လူမျိုးစုတွေရှိတယ်အဲ့ဒီလူမျိုးစုတွေကဘယ်သူလဲဆိုတော့ဒီမှာတရားဟောရာကြံခန်းကြီး20 16နဲ့18တဲမှာပြောထားတယ်တင်တို့အမွေခံရဖို့ ဤလူမျိုးနေရာမြို့တို့၌အသက်ရှူသောတတ္တဝါသဇုံတယောက်ကိုများအသက်မရှင်စေရ။ဣသရေလလူမျိုးကိုဝင်ရောက်တဲ့အခါမှာရှင်းရှင်းပြတ်စေရမယ်ဆိုပြီးတော့ဖျားကသူတို့ကိုမိမ့်မာထားတယ်။အဲ့တော့အဲ့မှာဘသူတွေရှိလဲဆိုဟိတိလူတွေ၊အာမောရိလူတွေ၊ခာနနိလူ၊ခန္နနိုက်စ်ပေါ့နော်၊ဖေရဇိလူနဲ့ဟီဝီလူ၊ယေဘူးတိလူ၊ဒီဖီလိတိလူတွေကဘလောက်ထိရာဇဝင်ကဟိုနောက်ကြောင်းပြန်ဆွဲကြည့်မယ်ဆိုရင်ပေါ့နော်။နှစ်ပေါင်း3000နဲ့မှ400ကျော်ကျော် လွန်ခဲ့တဲ့နှစ်ပေါင်း3400ကျော်ကလေးကနဲ့အာဗရန်နဲ့အေဇက်တို့ကနဲ့စတင်ပြီးတော့မှသူတို့ဆက်နွယ်မှုရှိခဲ့တယ်။ဂါဇာကိုတိုက်ရိုက်သူတို့မအုပ်ချုပ်ခဲ့ခင်ကလေးကနဲ့ဘိုးဘေးတွေကဖီလစ်တီနယ်မြေများနဲ့နိကတ်စွာသူတို့အသက်ရှင်ခဲ့။ဥမာဂေယာမြို့ဂေယာတွင် အုပ်စိုးတော်အဘိမလက်တွေအာဘိုးဘေးနော်ဒီဟိုအာဗရန်နဲ့အဘိမလက်ပေါ့အဘိမလက်ရဲ့မျိုးနွယ်စုတွေကအဲ့ဒီမှာဖီလစ်တီရဲ့ဘိုးဘင်ပေါင်ဆက်တွေဖြစ်ပါတယ် အဲ့တော့ Israel က the promise land ဖြစ်တဲ့ဂရိတော်ပြည်ကိုဒါဝင်ရောက်သိမ်းပိုက်တဲ့အခါဘယ်သူကဥဆောင်လဲဆိုတော့ယောရှုကဥဆောင်ယောရှုဥဆောင်ပြီးစတင်ဝင်ရောက်သိမ်းပိုက်တဲ့အခါကျတော့ဒီမှာယောရှုမဆာ30 40တက်မှာပေါ်ပြတာအဲ့မှာဘာပြောလဲဆိုတော့ယူဒအနယ်ကယောရှုရဲ့ဥဆောင်မှုအောက်မှာအိတ်တေလလူမျိုးတွေကနေယူဒအနယ်ကဂါဇာဒေသကိုသူကသိမ်းပိုက်ခဲ့ ါပေမဲ့ယောရှု73:3ထဲမှာဗာပြောလဲဆိုတာဂါဇာဒီအပိပိုင်တင်ပိုက်ပြီးတော့မှထိမ့်ချုပ်ခဲ့တော့နေမီမဟုတ်ပဲနဲ့ဖီလီတီလူတွေရဲ့အမာခံနေမီပြည့်ဆက်လက်တည်ရှိနေကြောင်းကိုတော့ကျွန်မကျမ်းစာတမိုင်းမှာတွေ့ရတယ်။အဲ့တော့ဒီ promise land ကဂတိတော်ပြီးအားလုံးကိုတင်လိုက်ပြီးဒါပေမဲ့ပြဿနာပါလေဆိုတာဂါဇာဒေသမှာပဲလွတ်ပြီးတော့ကွက်ပြီးတော့ကြံနေတယ်။ကြံတဲ့နေရာမြို့ဟာတွေအားလုံးတင်တင်ပိုက်လိုက်တယ်။ဒီဂါဇာဒေသပဲကြံခဲ့တာ။ဒါကြောင့်မို့ဒီဂါဇာဒေသကအစ်တီလာလူတွေမသိမ်းနိုင်ခဲ့တဲ့ တကူဒီတော့နေရာဒေတာ ဖြစ်တယ်ဆိုတော့ဒါရှေးတမိုင်းကလေးကလည်းအဲ့လိုရှိခဲ့တာပေါ့နော်အာတမာချန်းစာရဲ့စကားအရဂါဇာဆိုတာကဒီဟေဘရဲစကားနဲ့ဆိုရင်တော့သူတို့အဇာလို့ခေါ်တယ်အဇာဆိုတဲ့အတိတ်ပဲမူရင်းအတိတ်ပဲကပါလဲဆိုတော့ခံတက်လို့အတိတ်ပဲရတယ်ဒါမှမဟုတ်ခိုင်မာတော့စန့်ကျင်စန့်ကျင်တဲ့သဘောကိုပြောတာခံတက်လည်းဟုတ်တယ်ပြီးရင်ပါလဲဆိုတော့စန့်ကျင်တဲ့မျိုးရိုးမျိုးပြပေါ့နော်အဲ့လိုအတိတ်ပဲတက်ရောက်ပါတယ်အစ္စရေးလူမျိုးတွေကဒီအခု the promised land ဖြစ်တဲ့ခါနန်ပြည်ဝင်ရောက်လာတဲ့အခါမှာအဲ့ဒီမှာအထင်ရှားဆုံးဖိလစ်တိလူမျိုးတွေနေထိုင်တဲ့အခု Palestine လို့ခေါ်မှာပေါ့နော်ဒီလူမျိုးတွေနေထိုင်တဲ့မြို့မြို့ပြ၅ခုအဓိကရှိတယ်အဲ့ဒီမြို့မြို့ပြ၅ခုကပါလေဆိုတော့ Gaza ပါတယ်ပြီးရင် Ashkelon ပါတယ်အာဇုတ်ပါတယ်အေဂျုံနဲ့ Gaza လို့ဖြစ်တယ်အဲ့ဒီနေရာတွေကအာပင်လယ်လူမျိုးအာနော်ဒီ Aegean ဒေသကနေရွှေ့ပြောင်းလာပြီးတော့သူကအာ Pentapolis အဲ့ဒီမြို့ကြီး၅ခုမှာအဓိကခွဲပြန့်ပြီးတော့မှသူကကျဲပြန့်ပြီးတော့မှနေကြသူတို့ကဘာလို့ဆိုတော့ကန်ယူဒန်လူမျိုးလို့လည်းအဲတတ်မှတ်ခေါ်ကြတာရှိပါတယ်အဲ့တော့အစ္စရေးလူမျိုးအနေနဲ့ဒေတာဒီခါနန်ပြည်မှာနေရာအားလုံးကိုတင်ပိုက်လိုက်ပြီးဒါပေမဲ့သူတို့မတင်နိုင်ခဲ့တဲ့နေရာတစ်ခုပဲရှိတယ်အဲ့ဒါဂါဇာနေရာဖြစ်နေတယ်အဲ့ဒီဂါဇာနေရာကလည်းဒါတမိုင်းကြောင်းအရအကျန်းစာတမိုင်းကြောင်းအရအစ္စရေးရဲ့မဟာယန်တူနေရာတည်ရှိခဲ့တဲ့ ါခံတတ်မှုဖြစ်နေတယ်ဆိုတာကိုကျွန်တော်တွေ့ရတယ်အဲ့တော့ဒီဂါဇာဒေတာမှာနေတဲ့ဖီလတိလူမျိုးတွေကဣသရေလတွေကိုအကြင်ကြင်ချင်းချောက်ပြီးတော့မှသူတို့ကိုအန်တရပေးခဲ့တဲ့တမိုင်းကြောင်းလည်းရှိခဲ့ပါတယ်ဥပမာအဖြစ်ရှန်ဆုံရဲ့တက်တော်ကြည့်မယ်ဆိုရင်တရားသူကြီးမဆာတဲ့မှာရှန်ဆုံကဒီဂါဇာဒေတာနဲ့တော်တော်လေးအချိတ်ဆက်ရှိပြီးတော့မှသူရဲ့ဘဝဆက်ကြောင်းကဒီဂါဇာဒေတာမှာပဲဒါအသက်ချုပ်ငင်းခဲ့တာကျွန်တော်တွေ့ရတယ်တကားဆိုရင်သူမြို့တကားကိုဖြုတ်ပြီးတော့မှ ထမ်းပိုးသွားတာပေါ့နော်ဖြုတ်သိမ်းသွားတာပေါ့အဲ့ဒီရဲ့တမိုင်းကြောင်းလေးရှိရတရားသူကြီးမှတ်စာ16ထဲမှာနောက်ဆုံးတော့ရှန်ဆုံကဒါဖမ်းဆီးခံရပြီးတော့မှသူ့ကိုဘယ်မှာခေါ်ရလဲဆိုတော့ဂါဇာဒေသမှာရှိတဲ့တကုံဆိုတဲ့ဒီနတ်ဘုရားဘုံဘိတ်မှာမှာခေါ်ရပြီးတော့သူ့ကိုအဲ့မှာချုံနောက်တာတယ်ပြီးရင်မျက်စိဖောက်ခံရတယ်ပြီးရင်အလုတ်ကျန်းတဲ့သူ့ကိုခိုင်းစေတယ်နောက်ဆုံးခါမှာကျတော့သူအဲတကုံအဲ့ဒီဘိတ်မှာမှာပဲပေါ့နော်သူနောက်ဆုံးတစ်ချိန်ဘုရားသခင်ကိုဆုတောင်းပြီးတော့မှဘုံဘိတ်မှာကိုဖြိုခွင်းပြီးတော့မှလူအမြောက်များဒိတ်ဆုံသွားတယ်သူကိုယ်တိုင်လည်းအဲ့မှာတက် ချုပ်ငြိမ်းသွားတယ်ပေါ့နော်။ဒါကြောင့်ဂါဇာဒေသလို့ပြောတဲ့အခါမှာအခုမှဖြစ်လာတဲ့ပြဿနာတော့မဟုတ်ဘူး။သူကတကယ်ကိုခိုင်မာတဲ့ဒီအစ္စရေးကိုအမြဲတမ်းချင်းချောက်တဲ့ချင်းချောက်မှုပေးနေတဲ့ခံတပ်မျိုးတစ်ခုဖြစ်တယ်ဆိုတာကိုတမိုင်းကြောင့်ရတာအဲ့လိုဆင်းလာတာပေါ့နော်။ဒါကြောင့်အစ္စရေးရဲ့မဟာယန္တူကပါလဲဆိုတော့တခြားဒီဘက်ကပဝန်းကျင်နေရာတွေမဟုတ်ဘူး။သူရဲ့မဟာယန္တူကတော့အနီးမှာရှိတဲ့အဲ့ဒီဂါဇာဒေသကဒါဖီလီတီလူမျိုးဖြစ်တယ်။သူရဲ့အသိပဲကပါလို့ဆိုတော့ အာ terrorist terrorist ပေါ့နော်ဒါချင်းချောက်မှုပေးတယ်ရုတ်တရက်ခြုံကိုတိုက်ခိုက်တယ်ပြီးတဲ့အခါမှာသူ့ကိုအနီးကဒါအန်ဒီရေပေးတယ်အကြောက်တရားတွေပေးတယ်ဒီစိတ်ဝိညာဉ်ပေါ့အဲ့ဒါကဒီကာစာဒေတာကပဲဖြစ်လာပါတယ်ဒါကြောင့်ဒီရဲ့အခုဖြစ်နေတဲ့ပြဿနာတွေအလုံးပြန်ပြီးတော့မှဇစ်မစ်ကိုလိုက်ကြည့်ရမယ်ဆိုရင်တော့ဒီရှေးဘိုးဘေးအစဉ်ဆက်ကတဲ့ကနေသူတို့ကအချင်းချင်းအပြန်အလှန်တိုက်ခိုက်ကြတယ် ဒါဘယ်တော့မှစစ်မပြေငြိမ်းခဲ့ဘူးအဲ့တော့ဒီဘက်မှာတစ်ဖက်မှာတော့ဒီငိမ့်ချိုင်းကိုလူလာတယ်ပြန်ပြီးတော့မှသူတို့အတူရှင်တွဲနေထိုင်ဖို့အတွက်အကျင့်ကြီးစူးစားတယ်ဒါပေမဲ့မဖြစ်လာဘူးပေါ့နော်အဲ့တော့တမိုင်းเจ้าရဒီဒေတာကိုအစ္စရေးတွေကမထိန်ချုံနိုင်ခဲ့တယ်လို့ဒီခေတ်တမိုင်းမှာကြတော့1948ကနေ1969အထိအဲ့ဒီဂါဇာဒေတာကိုတော့အီဂျစ်ရဲ့အအထိန်ချုံမှုနဲ့အုပ်ချုပ်ရေးအောက်မှာသူကရှိနေတယ်ဒါပေမဲ့1969ကနေ 1994အထိကြတော့ဒီဂါဇာဒေသကိုအစ္စရေးကနဲ့ဒီ6ရက်စစ်ပွဲပြီးတဲ့ခါမှာပေါ့အစ္စရေးကနဲ့အဲပြန်ပြီးတော့သူတင်းချုံလိုက်ခဲ့တယ်အစ္စရေးကနဲ့သူတင်းသိမ်းဆောက်ရှောက်ခဲ့တာဒါပေမဲ့ငိမ့်ချမ်းရေးနဲ့သူရှင်တွဲနေတိုင်းမှုကိုအလဲထပ်လုပ်တဲ့အနေနဲ့ဒီ1994မှာအစ္စရေးကဒီဂါဇာဒေသကိုသူ့ရဲ့အပြည့်အဝထိန်းချုပ်မှုကနဲ့ပြန်ပြီးတော့လက်လွဲပြီးတော့ပါလက်စတိုင်းအာနာပိုင်းတွေကိုပြန်လက်လွဲလက်ပြောင်းခဲ့တာပေါ့နော်ဒါပေမဲ့အเจ้าမလှစွာနဲ့ဒီ2000ခုမှာကြတော့ ဒီဂါဇာဒေသကိုဒီဟာမတ်စ်စံဖက်တွေကပါလက်စတိုင်းရဲ့အာဏာပိုင်တွေစီကနေဒါလက်လွဲယူပြီးတော့မှပြောမယ်ဆိုရင်သူကအကြမ်းဖက်တဲ့နေနဲ့ပေါ့လူယူသွားခဲ့တယ်အဲ့ဒီအချိန်ကစပြီးတော့မတိငိမ်မှုတွေအများကြီးပဋိပက္ခတွေအများကြီးတိုးပွားလာတယ်အဲ့တော့လုံးဝဂါဇာဒေသတစ်ခုလုံးကအကြမ်းဖက်တဲ့နယ်မြေဖြစ်လာအဲ့တော့တမိုင်းကြောင်းရခုနကမပြေလည်တဲ့နော်မဟာယန္တူကြီးကဒီမှာဟာမတ်စ်လက်ထဲရောက်လာတဲ့ခါကျတော့ပုံဆိုးလာတာပေါ့နော်နှစ်ပေါင်း3000ကျော်တမိုင်းကြောင်းရှိတဲ့ဒီ မဟာယန်တူကခုနအစ္စရေးနဲ့ပါလက်စတိုင်းလို့ပြောတဲ့ခါမှာလည်းပဲဂါဇာဒေသပေါ့ဂါဇာဒေသနဲ့နေကအကွဆက်လက်ပြီးတော့မှဟာမတ်အချမ်းဖက်လက်ထဲမှာအုတ်ချုပ်ကြီးလက်အောက်မှာရောက်သွားတဲ့ခါကျတော့ပူဆိုးပူဆိုးလာတာပေါ့နော်သူတို့ရဲ့တမိုင်းချောင်းကပြန်ပြီးတော့အသက်ဝင်လာသူတို့ကနဲ့အစ္စရေးကိုမြေပေါ်ကနေဖျောက်ဖျက်ဖို့အတွက်အစ္စရေးနိုင်ငံကိုအချမ်းဖက်ဖို့အတွက်အစ္စရေးကိုဘယ်လိုချိန်ချောက်မလဲအစ္စရေးကိုအကြောက်တရားဝင်အောင်ဘယ်လိုလုပ်မလဲဆိုတာသူတို့အမျိုးမျိုးကြံစီပြီးတော့မှလှုပ်ဆောင်လာတယ် အဲ့တော့သူတို့ရဲ့လှုပ်ဆောင်မှုအလုံးကဘာနဲ့သွားတူလဲဆိုတော့ဟိုးတမိုင်းကြောင်း3000ကအစ္စရေးကိုနီလန်းမျိုးမျိုးနဲ့ချိန်ချောက်တိုက်ခိုက်တဲ့လူတွေနဲ့တူတယ်ပေါ့နော်ဟိုမှာဂေါလီယတ်ကလာပြီးတော့မှဒီအစ္စရေးစစ်တပ်တွေကိုလာပြီးတော့ရက်ပေါင်း40စိန်ခေါ်တယ်ကြွေးကြော်တယ်အဲ့တော့အကြောက်တရားကိုသူစေလွတ်တယ်ပြီးတဲ့အခါမှာအဲခြုံခုတိုက်ခိုက်တယ်အမျိုးမျိုးပေါ့အစ္စရေးကိုဒုက္ခပေးတယ်အဲအဲ့ဒီလိုဖြစ်အောင်အခုဟာမတ်စ်ကပြန်လည်ပြီးတော့မှတက်ဝင် လှုပ်ရှားလာတာတွေ့ရတယ်။ဒါကြောင့်မို့အထွတ်ထိပ်ကဒီမှာ Hamas လက်အောက်ရောက်လာပြီးတဲ့နောက်မှာပြန်ဖြစ်လာ။ဒါကြောင့်ဒီစစ်ပွဲကြီးကဒါဘလို့မှမပြေငြိမ်းဘူးပေါ့နော်။ဒါဆက်ပြီးတော့မှဖြစ်နေတယ်။အဲ့တော့ကျွန်တော်အနေနဲ့ယုံကြည်ပါတယ်အခုဒီအစ္စရေးနဲ့ဂါဇာမှာဖြစ်နေတဲ့ဒီပြည်နာကြီးကနိုင်ငံရေးရလူမျိုးရေးပဲမကဘဲနဲ့ဝိညာဉ်ရေးဆင့်တက်လာပြီးတော့မှပြိပခါအခုထိမပြေလည်နိုင်ဖြစ်နေတာပေါ့နော်အဲ့တော့ဒီယာကိုအခုသမ္မတထရန့်ကတော့စူးစမ်းပြီးသူအကောင်းဆုံး ဒါအပြစ်ခတ်ရစေးငင်းချိုင်းသဘောတူညီမှုစာချုပ်နဲ့အဲလှုပ်ပြီးတော့မှအာရဗ်နိုင်ငံတွေနဲ့သူပြန်ပြေလည်အောင်ဒီအေဗရာဟမ်အကော့ကိုလည်းပဲဒါအကောင့်ထဲပေါ်ဆောင်ရွက်ပြီးတော့မှအာဗရာဟမ်မိသားစုတွေမှာသလုံးတော်ဝါးထိရောက်လာအောင်သူတို့ကစ조사နေဒါပေမဲ့ဒီထာဝရငင်းချိုင်းရဖို့ဆိုတာတော့တော်တော်နဲ့မဖြစ်နိုင်လေပါဘူးဒါကအဖြစ်လိုက်တော့မှအတူရောက်ငင်းချိုင်းလောက်ပဲဖြစ်မယ်ပေါ့နော်ဒါယာယီလောက်ပဲဖြစ်မယ်အဲ့တော့ဒါဒီအခုငင်းချိုင်း သဘောတူညီမှုကဘလောက်အတိုင်းတာတီတွားပြီးတော့မှဖြစ်လာမလဲဆိုတာတော့ကျွန်တော်ဆက်လက်ပြီးတော့စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။ဒါပေမဲ့တမိုင်းเจ้าကိုကြည့်မယ်ဆိုရင်တော့ဒီပြက်တနာကအရင်တော့လည်းမပြေလည်ခဲ့ဘူး။ခစ်တ is ray တမိုင်းမှာလည်းမပြေလည်ခဲ့လို့နောင်ကာလအထိပေါ့ပြောမယ်ဆိုရင် နှစ်တထောင်ယေရှုခရစ်တော်မိလေနေ့ကာလမှာအုပ်ဆိုးတော့အချိန်ထိ that the prince of peace ငြိမ်းချမ်းရေးအရှင်မလာမချင်းတော့ဒီပြက်တနာကဆက်လက်ပြီးတော့ရှိနေမဲ့သဘော တက်ရောက်ပါလေဆိုတဲ့ဟာကိုကျွန်တော် personally အဲ့လိုသုံးသပ်တယ်ပေါ့နော်ဘာပဲဖြစ်ဖြစ်နှစ်ဦးနှစ်ဖက်ငိန်ချမ်းရေးကိုရှေ့ရှုပြီးတော့မှငိန်ချမ်းရေးကိုဆက်လက်ထိန်းသိမ်းနိုင်ဖို့အတွက်တော့ကျွန်တော်ဆူတောင်းပေးရမှာဖြစ်တယ်အဲ့တော့ယေရုရှလင်ငိန်ချမ်းမှုဆူတောင်းတဲ့အခါမှာကြာရင်ကျောင်းသားဂါဇာဒေသနဲ့ပတ်ဝန်းကျင်နိုင်ငံတွေအားလုံးလည်းပဲအတူရှင်တွဲနေတိုင်းပြီးတော့ငိန်ချမ်းစွာဒီငိန်ချမ်းရေးကိုပေါ်ဆောင်နိုင်ဖို့အတွက်တော့ဆက်လက်ဆူတောင်းရမှာဖြစ်ပါတယ်ကျွန်တော်တတ်နိုင်တဲ့အပိုင်းကတော့ဆူတောင်းပေးဖို့ငိန်ချမ်းရဖို့ဆူတောင်းရမယ် ဒါပေမဲ့နိုင်ငံရေးအရာဒါလူမျိုးအရာဘာသာရေးအရာယုံကြည်ကိုးကွယ်မှုအရာလုံးဝကိုစန့်ကျင်ဘက်ဒီနိုင်ငံလူမျိုးတွေဖြစ်နေတဲ့အတွက်ကြောင့်တကယ်လဲငြိမ်းချမ်းစွာနော်ငြိမ်းချမ်းကိုပေါ်ဆောင်နိုင်မလားဆိုတာကိုတော့ဒါဆက်လက်ပြီးတော့ကျွန်တော်စူးစမ်းမျှော်လင့်ရင်းနဲ့စောင့်ကြည့်ရမယ့်အနေသားရှိပါတယ်ဆိုတဲ့ဟာလေးပေါ့နော်ဒါတမိုင်းကြောင်းနဲ့ကျန်းစာရဲ့ရှုထောင့်နဲ့ကျွန်တော်ဒီမှာနေငယ်တင်ပြလိုက်ခြင်းပဲဖြစ်ပါတယ် peace shalom အားလုံးပေါ်ပြန်ကောင်းကြည့်တဲ့ရောက်ပါစေ